ြောင်းလေးကကောင်းတယ်ဇေနှုံလေးနဲ့တင့်တင့်တယ်ဟိုပညာရေးပိုင်းမှာလည်းပေးရတဲ့ဒီတန်မိုးထဲသူတို့တာသမီရရှာတာကအင်္ဂလိပ်စာပို့ပြီးတော့ကောင်းမွန်တယ်ဆိုရဲမဆက်ကလေးပေးရတဲ့မာသားကြီးကိုလည်းဒီကြောင်းမှာဆက်ထားဖြစ်တာပါမဟာရကဒီတီစီမှာတဲရောက်နေတဲ့ရင်းသက်ညီဟိတ်သက်ညီရဲ့မိပါရှင်အကြီးကိုတော့မ2019ခုနှစ်လောက်တည်းကပထားခဲ့တာပေါ့ရှင် တားငယ်လေးကိုတော့ခုမှ2022လောက်ကမှစထားတာပါရှင်။တားကြီးကိုမှဒီကျောင်းမှစထားတဲ့အချိန်တော့ဆိုတားကြီးက ကျောင်းမှာအင်္ဂလိပ်စာနဲ့ပတ်သက်သွားနည်းနည်းကြောက်တယ်ပေါ့နော်ဒါပေမဲ့သားလေးကသူ့ဘာသာသူဒီကျောင်းမှာဆရာဆရာမနေရဲ့တင်ကြားမှုတင်ကြားရေးပလန်ကြီးကောင်းမွန်မှုကြောင့်သားလေးကအခုဆိုလို့ရှင်အင်္ဂလိပ်စာအတန်တော်လေးလည်းကောင်းတယ်အင်္ဂလိပ်စာမကြောက်တော့ဘူးသူတခုခုဆိုရင်တငယ်ချင်းနဲ့ဆိုရင်အင်္ဂလိပ်စာပြောမယ်ခုဆိုလည်းနိုင်ငံသားတွေပဲတွေ့ရင်သူသွားပြောကြည့်မယ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြောတာနည်းနည်းရေးတင်းလာတော့တွေ့ရတယ် တားကြီးရဲ့တိုးတက်မှုကဆရာဆရာမနေနဲ့တော်တော်ပြောင်းလဲလာတာမှဒီเจ้าမှာတွေ့ရတဲ့အတွက်ကြောင့်မတားငင်လေးဥပါဆက်ထားတာပေါ့နော်အเจ้าလေးကတောင်းငင်စင်းထုံးလေးနဲ့တင့်တင့်နဲ့ဟိုပညာရေးပိုင်းမှာလည်းပေးရတဲ့ဒီတန်မိုးထဲသူတို့တာသမီးရရတာကအင်္ဂလိပ်စာကိုပို့ပြီးတော့ကောင်းမွန်နေဆိုရဲ့ ။မဆက်ကလေးပေးတဲ့အတွက်မသားကြီးကိုလေဒီကြောင်မှာဆက်ထားဖြစ်တာလား။သားငယ်လေးရကြတော့မဒီနှစ်မှာစပြီးတနှစ်ပဲရှိရတဲ့အတွက်သူ့ရဲ့တိုးတက်မှုကတော့ငိုထက်ဆိုင်တော့အင်္ဂလိပ်စာလေးပြောလာနိုင်တယ်။အခုသူ့ချင်းလဲအိမ်မှာသူကအင်္ဂလိပ်လိုလေးတွေပြောကြတယ်။ ခုခေတ်က language တွေကလူတိုင်းကတက်နေကြတဲ့ခေတ်ကြီးပေါ့နော်အဲကြတော့ကိုသားသမီးတွေနောက်ကြမကြံခဲ့ရအောင်လူတွေနဲ့တွေ့ရင်လည်းကိုသားသမီးတွေပြောနိုင်ဆိုနိုင်ရမယ်ပေါ့နော်ဆိုတော့မအဲ့လိုစိတ်ကလေးထားတယ်ဒါပေမဲ့ခုဒီလိုကြောင်းတွေတက်တဲ့အခါကျတော့သားတွေကဖြစ်တဲ့အတွက်သူတို့ရဲ့လမ်းကြောင်းရွေးချယ်မှုသူတို့ကသူတို့ရွေးချယ်သွားတာပေါ့နော်သားကြီးဆိုရင်သူကပြောတယ် "तू 16နှစ်လောက်ဆိုရင် तू က scholarship တွေဖြည့်ပြီးတက်နိုင်ရတာပါ"အားကြောင့်သူက scholarship ရအောင်ဒီကျောင်းကသူစာမေးပွဲတွေ၊ဗန်ဆက်တွေကိုသူဖြည့်ကြည့်မယ်။ သူလှုပ်ချင်တဲ့အိမ်မက်တွေပေါ့တားကြီးကတော့ခု14နှစ်ဆိုတော့စတင်ပြောပြတယ်ဆိုတော့သူတို့ဖြစ်ချင်တော့မမတော့ပံ့ပိုးပေးမယ်လို့ရည်ရွယ်ထားရတယ်ပေါ့နော်ဒါလိုပြောချင်တာကတော့ဒီ GDC လေးကသူတို့ရဲ့အကြောင်းအထားရဲ့ ဈေးနှုန်းလေးနဲ့မမတို့တွေပေါ့နော်လူတိုင်းပေါ့နော်ရေရှိပလန်မှာဈေးနှုန်းတင့်တင့်တယ်လို့ပြောရမမတို့ကိုတစ်နှစ်ကိုနှစ်ကြိမ်လောက်ကလေးတွေရဲ့အခြေအနေလေးတွေသူကဆွေးနွေးတင်ပြတယ်။ပါးတွေရဲ့ညာရေးတိုးတက်မှုနဲ့ရတဲ့မဆက်ကအရန်ကိုသိတာတယ်။အရန်ကိုကောင်းမွန်တဲ့အတွက်ပေါ့နော်မိဘတွေကို GDC တွေမှာကြောင်းအကြပါလို့